မင်္ဂလာပါရှင်ရွှေကုတ်ကိုမှာကြားဖြတ်နေနေမဲ့အစီအစဉ်ကြောင်းတရုတ်ကုမ္ပဏီကောင်းဆောင်တွေညတွင်ချင်းတင်ဆောင်နေရတဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ခရင်ပြည်နယ်မြဝတီမြို့နယ်ရွှေကုတ်ကိုမြို့တင်မှာကရင်နယ်ချားဆောက်တပ် BGF ရဲ့ကြားဖြတ်နေနေမဲ့အစီအစဉ်ကြောင်းတရုတ်ကုမ္ပဏီကောင်းဆောင်တွေအပါအဝင် အလုတ်တမာတွေထောင်နဲ့ချင်းညတွင်ချင်းထွက်ပြေးတင်းရှောင်နေကြရတယ်လို့ဒေတာတွင်သတင်းရှင်းမြစ်တွေကပြောပါရယ် နိုဝင်ဘာလ19ရက်နေ့ညပိုင်းမှာတရုတ်တထေတွင်နေကွန်ပဏီကောင်းဆောင်တွေကို BGF ကညတွင်ချင်းကောင်းတွင်နေခေါ်ထုတ်သွားတာကို တွေ့ရတယ်လို့ဒေတာခန့်တွေကဆိုပါတယ်။နိုင်ငံချာတာအလုပ်သမားတွေနဲ့မြန်မာအလုပ်သမားတွေလည်းထောင်နဲ့ချီပြေလွာရွှေ့ပြောင်းနေကြရတဲ့အတွေ့ရွှေကုတ်ကိုမြုပ်တိအတွင်ရင်တန်းတွေပိတ်ဆို့နေတဲ့ရုပ်တံတွေကိုလည်းတွေ့ရပါတယ်။ BGF ကောင်းဆောင်နိုင်မောင်စောကရွှေကုတ်ကိုမှာ ကြားပြန်လောက်ကန်တူတထောင်နဲ့နထောင်အကြားရှိပြီးကြားပြန်တွေကိုစစ်တပ်နဲ့ပူးပေါင်းပြီးနှိမ့်နှဲမှာဖြစ်ကောင်းအမေရိကန်တဲ့တရုတ်ဖြစ်အားကြောင့်မဟုတ်ဘူးလို့နိုဝင်ဘာလ19ရက်နေ့ကမီဒီယာတွေမှာပြောဆိုခဲ့ပါရယ်။ရွှေကုတ်ကိုမြို့တီတီထောင်သူရှီကျင်ကျန်ကကြားပြန်ငွေလဲမှုတွေအပါအဝင်နိုင်ငံတကာရာဆိုးမှုတွေနဲ့ထိုင်းအစိုးရကဖန်ဆီးခဲ့ပြီးနိုဝင်ဘာလ14ရက်နေ့မှာတရုတ်နိုင်ငံကိုလွှဲပြောင်းလိုက်ပြီးဖြစ်ပါရယ်။ ဒါပေမဲ့လည်းထိုင်းမြန်မာနယ်စပ်တခြားကြားဖြန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ရာစုအကိုင်အများအပြားရှိနေဆဲဖြစ်ပြီးရှီကျင်တန်းကလွဲပြီးတခြားကောင်းဆောင်တဦးတယောက်များဖန်စီအရေးယူခံရခြင်းမရှိသေးပါဘူး။ဒါပြင်အမေရိကန်အစိုးရကလည်းကြားဖြန့်လုပ်ငန်းများတွေပါဝင်ပတ်တက်နေတဲ့ DKB ရဲ့အဖွဲ့နဲ့ကောင်းဆောင်၄ဦးကိုစစ်ပွားရေးပိတ်ဆို့တန်ခတ်အရေးယူပြီးကြားဖြန့်တိုက်ဖြတ်ရေးအထူးတပ်ဖွဲ့ကိုလည်းနိုဝင်ဘာလအတွင်းဖွဲ့စည်းခဲ့ပါရရှင်။